အဲ့ဒီမှချနေရနေကျိုးစိုးလိုက်ပါလေအခုဆက်ဂုရှယ်လီထံမှာနိုင်ငံရေးအမြင်သုံးသပ်ချက်များအကြံပေးချက်များကိုနားဆင်ကြရမှာပါဟယ်လိုအာကျွန်တော်ပေးထားတဲ့ဂရိတိုင်းကျွန်တော်တက်လာပြီဟယ်လိုကြားကြလားဗျာကျွန်တော်စောင့်နေပါတယ်ကျွန်တော်မြန်မာစံတော်ချိန်9နိုင်မှာကျွန်တော်စကားပြောမယ်ဆိုပြီးတော့ကျွန်တော်ပြောခဲ့ပါတယ်ဟုတ်ကဲ့အားလုံးမင်္ဂလာပါ တာလီစွာပါမငေးရအောင် မိုင်းဆုံခအချားမင်္ဂလာနှုတ်ဆက်တဲ့ဘာသာရဲ့စကားလုံးအတွက်လည်းမင်္ဂလာပါဗျာเนาะအခုကျွန်တော်ပြောမယ့်အကြောင်းအရာ၃ခုကျွန်တော်ပြောတယ်အဲ့ဒီအကြောင်းအရာ၃ခုကျွန်တော်စနစ်တကျလေးပြောပြပါမယ်နံပါတ်၁ကတော့မြမတော်လှန်ရေးအတွက်အချိန်ဘယ်လောက်ကြံသေးသလဲပေါ့เนาะဆိုတော့တော်လှန်ရေးဆိုတာလေအာကျွန်တော်နားလေတာတော့ time limit ရှိတယ်ဗျာ အချိန်ကန့်တတ်ရှိတယ်အဲ့ဒါကိုအချိန်ကန့်တတ်မရှိပဲအဲသွားနေခဲ့တယ်ကျွန်တော်တို့နိုင်ငံနှစ်ပေါင်းမြောက်များစွာတော်တော်ကြီးသွားပြီဒါနိုင်ငံတော်တော်များများမှာဒီတော်လိုင်းနဲ့ပတ်သက်ရင်အချိန်ကန့်တတ်ရှိတယ်ဆိုလိုချင်တာကတော့စည်ရေးပေါ့ဗျာစည်ရေးနဲ့ပတ်သက်ရင်တော့အချိန်ကန့်တတ်ရှိတယ်နိုင်ငံရေးနဲ့ပတ်သက်ရင်တော့ဂိုးရှိတယ်ပန်းတိုင်ရှိတယ်ပေါ့ဒီကဟိုစည်ရေးဆိုရင်အချိန်ကအကန့်တတ်ဘယ်လောက်မှာငါတို့ဘလို့လုတ်ပြီးတော့ ဘယ်အချိန်အတိုင်းတာလောက်မှာအဆုံးတက်မလဲဆိုတဲ့ဥစ္စာအတိအချာရှိရတယ်။ဒါကျွန်တော်အမှန်ပြောပြတာ။ဟိုဘူဂျုတ်ထုံးမြတ်နိုင်ဆိုရင်2025မှာအဲရခိုင်ပြည်နယ်နဲ့ပတ်သက်လို့တို့အပိတ2025မှာအားလုံးပြီးဆုံးသွားအောင်တို့ဆောင်ရွက်မယ်လို့ပြောထားတယ်။အခု2025အခုမတ်လလောက်မှာကိုတော်တော်ပြီးဆုံးနေပြီ။ဒါဟာ time limit ပဲ။ဒါမျိုးကျွန်တော်ပြောပြတာ။ဆိုတော့ American မှာ Afghanistan မှာခံလိုက်ရတာ။ ထိုင်း limit မရှိဘူးဗျာဒါကျွန်တော်အမှန်ပြောဒါပေမဲ့လစ်ပြားမှာအပြောင်းလဲကထိုင်း limit ရှိရဗျာနော်ဒီ timed limit ဒီ time limit ကိုကောင်းကောင်းနားလည်ဖို့လိုတယ်ဗျာဆိုလိုချင်တာ you need to understand about the time limit to any kind of operation you need to understand time limit about any kind of operation time limit is very important thing ဆိုတော့ဟို ဒီ time limit ကဘယ်လို operate operation တွေပဲနဲ့ပတ်သက်လို့ပေါ့ဗျာမလူတယောက်တောင်တနေ့၈နိုင်ရင်ပဲအလုပ်လုပ်ရမယ်ဗျာမ၈နိုင်ရင်ကြော်သွားရင်အလုပ်လုပ်လို့မရဘူးဒါ time limit တွေပေါ့လူတွေရဲ့ရှိနေတဲ့ resource တွေ energy ရှိဓာတ်တွေကိုတိုင်းတာတာဗျာဆိုတော့တော်ခိုင်းကြီးမှလည်းဒီလိုအတိုင်းတာတော့ရှိရမယ်အာ6လနဲ့ပြတ်မယ်ဟုတ်မလား sorry အာရက်40ပြည့်ရင်အဲပွဲသိမ့်မယ် အဲအဲ၃လပြည့်ရင်အုတ်ထုတ်အပြာတွေဝင်လာမယ်၄လပြည့်ဘာဘာမှမဟုတ်ဗဇက်ကနေလိုက်ပြောနေကြတာနော်ဒါလည်းမဟုတ်အခုဒီအဲဘိုလ်ဂျိုကြီးထွန်းမြတ်နိုင်ပြောထားတာရိုးရိုးရှင်းရှင်းလေးပဲ၂၀၂၅မှာကျွန်တော်ရေခိုင်ပြည်နယ်တစ်ခုလုံးကိုပြန်လဲရယူအာနိုင်မယ်ဒါသူ့ရဲ့ time limit ၂၀25ကြော်သွားလို့မရယူနိုင်ဘူးဆိုရင်သူ့ time limit ကြော်သွားပြီဒါကိုကျွန်တော်ပြောတာနော် ဆိုတော့မြမတော်လှန်ရေးတစ်ခုလုံးရဲ့အချိန်ဘလောက်ပဲကြံတော့တလဲလို့ကျွန်တော်ကဒီကောင်းစဉ်တက်ပြီးခဲ့တယ်ကျွန်တော်ကောင်းကောင်းမွန်မွန်ပြောပြတာမြမတော်လှန်ရေးရဲ့အချိန်ကတစ်နှစ်ပဲကြံတော့ဒါကျွန်တော်အမှန်ပြောတာအရင်မြမစစ်အာနာစယူတဲ့အချိန်စကစကအာနာယူတဲ့အချိန်အာနာတိန်းတဲ့အချိန်အာနာထိန်းတဲ့အချိန်မှာ6လပြည့်ရင်တို့ဒီရွေးကောက်ပွဲသွားဖို့လှုပ်ပင်းမယ်ဆိုပြီးတော့ပြောတာတို့ time limit ကိုပြောတာ ဒါပေမဲ့အဲ့ဒီ time limit မှာသူတို့မှလုံနိုင်တဲ့အခြေခံအကြောင်းတရားအချက်လက်တွေဘာမှမရှိတဲ့အတွက်တိုးရင်တိုးရင်တိုးရင်လည်းအခုလေးနှစ်တည်းကိုရောက်လာတယ်ဗျာကျွန်တော်ပြောချင်တာဆိုတော့ဒီကောင်နေမှာ time limit မရှိဘူးအာနာရှင်မှာ time limit မရှိဘူးဟုတ်ပြီနော်ပြီးတော့အာနာရှင်မှာအဲ့ဒီ time ပြီကိုသူတည်သွားပေးမဲ့ဂိုးမရှိဘူးပန်းတိုင်မရှိဘူးဒါကိုကျွန်တော်မှတ်မှန်ပြောပြတာအာနာရှင်မှာဇယိုက်လက္ခဏာ အဲ့ဒီနှစ်ခုကတော့လုံးဝမြေလွယ်เนาะရှိနေတယ် time limit မရှိဘူးအချိန်အကန့်တ်ဆိုတာအာနာရှင်မှာမရှိဘူးပြီးတော့အာနာရှင်ဟာတိုင်းသူပြည်သားတွေကိုငါဘာလုပ်ပေးလိုက်ရမယ်ဘယ်ပန်းတိုင်ကိုခေါ်ဆောင်သွားပေးရမယ်ဆိုတဲ့ goal အဲ့ဒီ goal တွေမရှိဘူးဆိုတော့ကိုယ်မှရှိတယ်ဆိုရင်ကိုယ်နိုင်မှာပေါ့ဒါဆိုရင်ဘာကြောင့်အချိန်ကတစ်နှစ်ပဲကြံတော့လဲလို့ခင်ဗျားပြောလဲလဲလို့ဆိုရင် အခုစဉ်းစားကြည့်ပါကျွန်တော်ဟိုလူဘိန်းနားလည်အောင်ပြောပြမယ်အာဆီယံနဲ့ကျွန်တော်စပြောမယ်အာဆီယံဆိုတာအာနာရှိသူအချင်းချင်းပူးပေါင်းဆောင်ရွက်စီးပွားရှာနော်ကွန်ထရိုက်တွေလုပ်စာချုပ်တွေချုပ်ပြီးတော့အဲ့ဒီအာဆီယံဆယ်နိုင်လက်ခံလုံးကအစိုးရတွေအဲ့ဒီအချိန်မှာအစိုးရဖြစ်တဲ့သူတွေချမ်းသာကြွယ်ဝစီးပွားရှာတဲ့အဖွဲ့ကြီးလို့ခင်ဗျားတို့နားလည်လိုက်ပိုကောင်းတယ်ဗျာကျန်တဲ့ပြည်သူအကျိုးတွေဒေသအကျိုးခင်ဗျားတို့လိုက်ပြောနေတာ တခູ້မှဖြစ်မလာဘူးတခູ້မှမလာဘူးတခູ້မှမရဘူးခင်ဗျမလေးရှားမှာဖမ်းတယ်မြန်မာဘက်ကိုပြန်ပို့တယ်စစ်တပ်တွေရောက်သွားတယ်ထိုင်းမှာဖမ်းတယ်မြန်မာဘက်ကိုပြန်ပို့တယ်စစ်တပ်တွေရောက်သွားတယ်ဟုတ်တယ်မလားအဲ့ဒီမှာတောင်တောင်မိမနဲ့တက်ကြီးရွယ်အိုခလေးလေးတွေတော့ပဲကျန်နေကျန်တဲ့လူတွေအားလုံးစစ်တပ်တွေရောက်သွားတယ်ဒါအာဆီယံရဲ့အပြုမူလေဒါထိုင်းကဒီတိုင်းလုပ်နေတယ်လေမလေးရှားကဒီတိုင်းလုပ်တယ်လေဘာလို့အခုဆိုရင်အမေရိကန်ထောက်ပံ့မပေးတော့တဲ့အတွက်ငါတို့ကိုအနောက်ကနေတွန်းအားပေးမဲ့အဖွဲ့အစည်းမရှိတော့တဲ့အတွက် ငါတို့အာဆီယံခေါင်းဆောင်အချင်းချင်းခက်ရရင်ပြောရင်ဖင်ရဲ့စားဖြူအတူတူလှုပ်လို့ရပြီဆိုတဲ့အချင်းညီမျိုးအောင်ရောက်သွားတယ်မလေးရှားမှာအဖမ်းခံရတယ်ထိုင်းမှာအဖမ်းခံနေရတယ်မြန်မာပြည်မှာလူခွင့်ချိုးဖောက်မှုတွေခေါင်းဆောင်ဖြစ်နေတယ်ဒါဒီအားလုံးဟာဒီအာဆီယံအသင်းအဖွဲ့ကြီးကခင်ဗျခေါင်းလေးတစ်ဆက်လောက်ကြိုက်မယ်များထင်းနေလို့လားဟာသူတို့ပါသူတို့ဖြစ်ကြရင်ဖြစ်ငါတို့ လက်ရှိဒီအာဆီယံအဖွဲ့အစည်းအစိုးရအဖွဲ့အစည်းရဲ့အကျိုးစီးပွားငါတို့ရှိနေတဲ့အာနာပိုင်အချင်းချင်းရဲ့အကျိုးစီးပွားဒါအရေးကြီးတယ်ဒါအာဆီယံမဲ့အာဆီယံကိုကျွန်တော်ဝေဖန်လို့ကျွန်တော်ဖန်ခံရတယ်လေထိုင်းမှာဒါ constructed agreement လို့ပြောတယ်ဟုတ်အပြုတ်သဘောဆောင်တယ်ကျွန်တော်မဟုတ် disrupted agreement ဖြစ်နေတယ်အပြတ်သဘောဆောင်တဲ့ဥစ္စာဖြစ်နေတယ် your policy it is the disrupted agreement not the constructed agreement the constructed agreement it's not aiming to that ကျွန်တော်ဒီတိုင်းပြောခဲ့တာဆိုတော့ကျွန်တော်ဖေးကျင်တဲ့ဥစ္စာကဘာလဲဆိုတော့အခုအာဆီယံကိုလည်းခင်ဗျားတို့သွားအားကိုးလို့မရတော့ဆိုတော့တစ်နှစ်ပဲကြံတော့တယ်ဘာကြောင့်တစ်နှစ်ပဲကြံတော့လဲဆိုတော့ကျွန်တော်စီးရီးယားကရုရှားဘလူးထွက်ပြေးခဲ့ရတယ်ဆိုတော့ကျွန်တော်တင်ထားတဲ့အပိုင်းနှစ်မှာခင်ဗျားတို့အသေးချာမကြည့်တတ်လို့ဆိုတော့အာနာရှင်တွေကကွန်မြူနစ်ကငွေတဲ့အာနာရှင် ဒီမိုကရေစီအစိုးရကမွေးတဲ့အာဏာရှင်ဆိုတော့အာဏာရှင်အဲ့နှစ်ခုပဲထွက်တယ်အာဏာရှင်မိုးဘော်ကကြမလာဘူးဗျအမှန်တော့ဒါကျွန်တော်အမှန်ပြောတာနော်အာဏာရှင်ဆိုတော့သူများအမွေးခံရတဲ့ကောင်တွေကိုတိုင်းသူကိုပြည်သားတွေကိုပြန်လဲနှိမ့်ဆက်ရက်ဆက်တတ်ဖြတ်ပြီးတို့ရဲ့အကျိုးစီးပွားနဲ့တို့ရဲ့ဆွေမျိုးညာတိသားသမီးဘိုးစဉ်ပေါင်ဆက်အကျိုးစီးပွားကိုရှာသွားတာအာဏာရှင်ဒါကိုကျွန်တော်အမှန်တိုင်းပြောတာဆိုတော့ ျွန်တော်ကမေးချင်လို့ပါအခုအာဆီယံခင်ဗျားတို့မလေးရှားမှာအဖမ်းခံနေရတဲ့ထိုင်းမှာဟိုတာဖြစ်ဒီတာဖြစ်အောက်ဆုံးမျိုးဗမာပြည်ထဲမှာလည်းဖြစ်နေတယ်အာဆီယံဥက္ကဋ္ဌနိုင်ငံတွေကနော်ဘာတန်ထွက်လာလို့လဲလို့ဟုတ်တယ်မလားဘာလို့သူတို့အစိုးရအချင်းချင်းပူးပေါင်းပြီးအကျိုးစီးပွားရှာတဲ့အဖွဲ့အစည်းလေဗျာအာဆီယံမှာရှိနေတဲ့အတိုင်းဝန်ပြည်သူတွေအားလုံးရဲ့အကျိုးစီးပွားကိုလုံခြုံရေးကို လူအခွင့်ရေးကိုဖွံ့ဖြိုးတိုးတက်ရေးရှာနေတဲ့ကောင်တွေတကောင်မှန်ပါဟိုတိုက်စင်လူလေတကောင်ကြအာဆီယံမှာထောက်ဝင်လာပြီပိုခမ်းမယ်ရှယ်ဆော့မှာဒါကျွန်တော်တို့မြင်နေတယ်ကျွန်တော်ဒီကောင်ဖမ်းခဲ့တာလေဒီကောင်မထောင်နဲ့ပို့ခဲ့တာလေထိုင်မှာကျွန်တော်ကိုသိနေတာနော်ခြေကွက်လက်ကွက်တွေကျွန်တော်တို့မြင်နေကြတာအခုတက်လာတဲ့အန်ယူဂျီတွေဆိုတာဗျာနိုင်ငံရေးမူလာဒန်းလို့ပြောလဲခင်ဗျားတို့ကျွန်တော်မကြိုက်ဘူး ဟုတ်ပြီလားဆိုတော့ကျွန်တော်တို့ကဒီတမိုင်းတွေကိုဖြတ်ခဲ့ပြီးပြီဗျဒါကိုကျွန်တော်ပေးနေတယ်မဆက်ခင်ဗျားတို့တစ်နှစ်ပဲကြံတော့တယ်အဲ့ဒီတစ်နှစ်ကဘာလဲလို့ကျွန်တော်ပြောတော့မယ်အခုမြန်မာစစ်ကောင်းဆောင်ရှင်းရှင်းလေးပဲနံပါတ်1မြေပြင်ခြေမုံကြီး drone အထောက်ပံ့အားလုံးကိုရုရှားယူကရိန်းစစ်အေးသွားတာစစ်ရဆိုင်သွားတာဆိုရင်အဲ့ဒီမှာရှိနေတဲ့ဥစ္စာအားလုံးကိုမြန်မာနိုင်ငံမှာလူကျင်နာအုပ်လာကို ဥစ္စာအားလုံးထိုးကျွေးပြီးရအောင်ယူပြီးခင်ဗျားတို့ချင်းမုံမယ်ရုရှားမလာသေးဘူးနော်မလာသေးဘူးအခုတော့လာတရုတ်ကပေးလိုက်တဲ့ဒရုန်းပေါင်း9000 9000အတိကျတစ်တောင်မပို့ဘူးကျွန်တော်မဆင်းရှိတယ်အဲ့ဒီဒရုန်းတွေနဲ့ကျွန်တော်ပြောတော့ဟာမင်းတို့ကချင်တွေဘယ်လိုလုပ်တော့မယ်ဆိုတော့ကချင်တွေကကျွန်တော်အောက်မှာမင်းစောက်ယူလာတို့မင်းစောက်ပေါ်လာတို့ကျွန်တော်တို့ကနိုင်ငံတကာတည်င်းအချက်အလက်တွေကျွန်တော်တို့ရထားတဲ့ထောက်လန်းရေးအချက်အလက်တွေ ਨੇ ကျွန်တော်တို့ကပြောတာ เนาะခင်ဗျားတို့ထုတ်ပြလိုက်ရင်လေခင်ဗျားတို့ထမင်းတောင်စားနိုင်မှာမဟုတ်ဘူးတေးတာပတ်ပတ်ဆက်ဆက်ပဲဘာဖြစ်လို့လဲဒီလားခင်ဗျားတို့မှာ time limit မရှိလို့เนาะတိုက်လိုက်လာရှူနောင်ချူရောက်တဲ့အချိန်မှာရလိုက်တယ်အဲ့မှာခင်ဗျားတို့စစ်ရှိန်ဥကျိုးသွားပြီကျွန်တော်တို့ကတိလိုက်လေဗျာအဲ့လိုဖြစ်ခဲ့လို့လားတောက်လျှောက်သွားတာဟုတ်ပြီเนาะဆိုတော့ဒီတစ်နှစ်အတွင်းထဲမှာ तू อ่ะ နီးပညာနဲ့ရောလက်နဲ့အရာနဲ့ရောတတိုင်းပြည်လုံးကိုရောင်းစားအကျွေးပေးပြီးတည်ဆောက်အကုန်တမဒါပဲကျွန်တော်အဲ့လိုနားလည်ထားတယ်ဟောခင်ဗျားတို့ကထိုင်းလစ်မရှိဘူးလေဟုတ်တယ်မလားဆိုလိုချင်တာစစ်ကိုရေစိန်တိုက်နေတဲ့ကောင်တွေနဲ့တူနေတယ်ဗျာဟုတ်မလားဒါကျွန်တော်အမှန်တိုင်းပဲပြောတာဆိုအဲ့ကချင်မှာမင်းတို့ drone နေနဲ့တမတော့မယ်တမနေပြီးပြောတာကိုကျွန်တော်ဝင်းလောက်နေဗျာကျွန်တော်ကချင်နဲ့ပတ်သက်ပြီးကျွန်တော်အများကြီးရက်တည်ခဲ့တယ်ကျွန်တော်ပန်ဆယ်လို့လို့မမောင်အေးတို့လို့ လေကျွန်တော်ခင်ဗျားတို့မစော်ကားဘူးဗျဘယ်တိုင်းရင်းသားကူမှကျွန်တော်ဒီ NUG အုပ်စုလို့ကျွန်တော်မစော်ကားခဲ့ဘူးဗျเนาะအဲ့ကျွန်တော်တွေမှာရှိနေတဲ့ဒီကချင်မှာတောက်လျှောက်ကျွန်တော်ဟိုးတဲ့ကခွန်ကြာတို့စီလဘူးတို့ကျွန်တော်တွေမှာရှိတယ်ဗျသူတို့သိတယ်ဒါကျွန်တော်အမှန်တိုင်းပြောတာနောက်ဆုံးခင်ဗျားတို့ကချင်စစ်ပွဲတာပင်တာပင်ရေအားလျှက်စစ်ဆက်ရုံအစဖြစ်တဲ့စစ်ပွဲအဲ့ဖြစ်တာတော့မှကျွန်တော် တချင်နဲ့မြောက်ပိုင်း ABSDF တွေကိုကျွန်တော်အများကြီးထောက်ခံပေးခဲ့တယ်ဗျဦးတိတ်စိန်လက်ထံမှာခင်ဗျားတို့မနေ့အစောကြီးမီးလောင်ပုံကျဲတာအစဒါတွေကိုကျွန်တော်တို့ကနိုင်ငံတကာသိအောင်ဒီဘက်မှာရှိနေတဲ့အမေရိကန်ခရီးရန်အသင်းချုပ်တွေကိုကျွန်တော်တို့တင်ပြခဲ့တာတွေရှိတယ်ဗျဟိုကျေးဇူးတင်ခံခြင်းလို့ပြောတာမဟုတ်ဘူးဗျခင်ဗျားတို့အန်ဒီရဲ့အတွက်ဒါရှိတယ်လို့ပြောတာလောကကြီးမှာ safety first ဗျအမေရိကန်မှာ safety ပဲခင်ဗျားကရေးတောက်တောက်ချီးပါပါသေးပေါက်ပေါက် ခင်ဗျတောက်ရမယ်ရေခင်ဗျချီးပါရမယ်နေရခင်ဗျသေးပါရမယ်နေရအားလုံး safety လို့လဲဗျဒါကိုပြောဗျစောက်ကြီးစောက်ကြီးစောက်ပွေမြင်လာရင်ယွန်းနေဗျခင်ဗျကဘာကောင်ဖြစ်နေပြီလေကျွန်တော်တို့ကကြိုးပြောတယ်ဗျဟုတ်ပလားဆိုတော့အခုဒီတစ်နှစ်တွဲထဲမှာ तू အကုန်တီးဆောက်မယ် तू အကုန်ချိန်မုံးမယ်ရုရှားမလာသေးဘူးနော်ရုရှားက15နှစ်စာစစ်ပြင်ဆင်ထားတယ်နော်ခဲတော့မှတ်ထား အခု၄နှစ်လောက်နဲ့ပြတ်သွားရင်ပုံအောနေမဲ့လက်နက်ပစ္စည်းတွေဟုတ်မလားဗမာတိုင်းငံနဲ့မဟုတ်ဘူးဒေတာဘောင်းတို့ရုရှားအကုန်ထိုးချလိုက်တော့စစ်ကြောက်တေးတာတွေအများကြီးရုရှားမှာလဲဖိခိုက်နေတာအများကြီးရအောင်သူပြန်ရှာရမှာလေဗျာဟုတ်တယ်မလားဆိုခင်ဗျားတို့အဲ့ဒီလိုပတ်ဝန်းကျင် geopolitics တွေကိုလည်းစဉ်းစား conditional politics တွေကိုလည်းစဉ်းစားဒါကိုကျွန်တော်ပြောပြတာဆိုတော့ ဒါကျွန်တော်ပြောပြခြင်းနဲ့ခင်ဗျားတို့တစ်နှစ်ပဲကြံတော့တယ်အဲ့တစ်နှစ်မှာမင်းအောင်တိုင်ကပြက်တက်နေတဲ့ပြဿနာခင်ဗျားတို့သိလားရုရှားကလစ်ဗျားနဲ့တဘာဝတန်ငွေကြီးရေနံချက်ဆက်ယုံနေအခုခုဗမာပြည်မှာလုံတော့မဲ့ပုံစံမျိုးရုရှားပူပေါင်းဆောင်ရွက်ခဲ့တယ်ဒါပေမဲ့ဂဒါဖီကိုတိုက်ကြတဲ့အချိန်မှာရုရှားကဝင်မရက်တော့တဲ့အတွက်ဝင်မရက်လိုက်တဲ့အတွက်ဂဒါဖီပြုတ်ကျသွားတယ်လို့ကျွန်တော်အင်တာဗျူးမှာကျွန်တော်တင်ထားတဲ့အပိုင်းနှစ်မှာပါတယ် နော်စီးရီးယားကြတော့ तू အဲ့လိုအဖြစ်မခံနိုင်တော့ဘူး तू ဝင်ရတာဘာကြောင့်လဲဆိုတရားဝင်အစိုးရမို့လို့တဲ့ legitimate government မို့လို့တဲ့ဘာလို့ရွေးကောက်ပွဲလုပ်ထားလို့အဲ့ဒီရွေးကောက်ပွဲနဲ့အစိုးရဖွဲ့စည်းထားလို့မြန်မာနိုင်ငံမှာခင်ဗျားတို့တရားမျှတခြင်းမျှတမမျှတခြင်းနေအရေးကြီးတာရွေးကောက်ပွဲကျင်းပနိုင်မှုအရန်ရေးကြီးနေတယ်မင်းအွန်လိုင်းရဲ့အသက်ကယ်တမျှရေးကြီးနေတာရွေးကောက်ပွဲမင်းအွန်လိုင်းရွေးကောက်ပွဲပြီးတာနဲ့မင်းအွန်လိုင်းနဲ့ပူးပေါင်းဆောင်ရွက်မဲ့ ရုရှားတို့လိုရုရှားနောက်လိုက်နိုင်ငံတွေအများကြီးရှိနေတယ်။ဒါကိုကျွန်တော်ပြောပြတာ။ဒါဆိုရင်ဒီအစည်းအဝေးကိုမင်းအောင်လှိုင်ရဲ့တက်နေတဲ့ပြဿနာကလည်းမြန်မာနိုင်ငံရဲ့80ရာခိုင်နှုန်းဟာမင်းအောင်လှိုင်ရဲ့အုတ်ချုပ်မှုဩဇာအောက်မှာမရှိတော့ဘူး။30ရာခိုင်လုံးနဲ့ရွေးကောက်ပွဲကျင်းပလို့ရတယ်မဖြစ်တော့ဘူး။မဖြစ်တော့တဲ့အတွက်အခုရုရှားကိုတွားနေတဲ့အပိုင်းဟာရုရှားကလူချင်းနဲ့လက်နက်တွေ အခုယူကရိန်းကိုအကြီးတွေနဲ့ပဲဆော်တော့မယ်ဆိုတော့အသေးလေးတွေပေးပါဆိုတော့တွားနေတဲ့သဘောရောက်လာလိမ့်မယ်ခင်ဗျားတို့မြင်ရလိမ့်မယ်နော်ဆိုတော့ကျွန်တော်ပေးနေတဲ့ message ဟာခင်ဗျားတို့ရဲ့တော်လှန်ရေးကအခုမင်းအောင်လိုက်2025မှာရွေးကောက်ပွဲကျင်းပမယ်အခုမကျင်းပဖြစ်တော့သူ30ရာခိုင်နှုန်းပဲသူ့မှာရှိတော့သူကဘလို့ဖြစ်လာလဲဆိုတော့နည်းနည်းလေးထပ်ပူရလာအောင်စစ်စင်ရေးတွေကို तू အကြီးအကျယ်ဤပညာတွေနဲ့လှုပ်ပြီးတော့ ခမားတို့ဒလိတ်ကောက်ကွေးဖြစ်နေတဲ့အချိန်မှာဝုံတိုင်းထလုံးမဲ့ရွေးကောက်ပွဲပုံစံမျိုးဖြစ်လာလိမ့်မယ်။ဒါကိုကျွန်တော်ပြောတာအရေးကြီးတာသူဟာရွေးကောက်ပွဲနဲ့ပြန်လည်ဖွဲ့စည်းတဲ့အစိုးရဖြစ်ဖို့လိုတယ်။အဲ့ဒါဆိုရုရှားဝင်လာမယ်။အာဆတ်လည်းဒီတိုင်းပဲ။အာဆတ်ကရွေးကောက်ပွဲနဲ့သူ့ဘာသာသူလိမ့်လိမ့်မလိမ့်လိမ့်လုံထားတဲ့အစိုးရမလို့ရုရှားဝင်တယ်။ရုရှားဒီတိုင်းပြောနေတယ်။နော်ခမားတို့ခမားတို့ဟို online ပေါ်မှာဟိုတကြောင်ကြီးနှစ်ကြောင်ကြီးကိုကဲပေါ်မှာပါလာတဲ့ဥစ္စာတွေခမားတို့ဖတ်ခမားတို့ဖြစ်နေတာ။အနောက်က behind the state ကိုခင်ဗျားတို့မသိဘူးဖြစ်နေဆိုတော့ရှင်းရှင်းပြောရင်ကျွန်တော်ပွန့်ပွန့်လေးလေးပြောလိုက်မယ်ပူတင်နဲ့မင်းအောင်လှိုင်တို့ပြောတဲ့အထဲထဲမှာနောက်တစ်ချိန်ထပ်ပြီးတော့သူ့လူကိုလူထပ်ပြီးတော့ဒီမြန်မာနိုင်ငံကိုရုရှားတိုက်ရိုက်အကူအညီပေးရေးမှာမင်းအောင်လှိုင်ဟာတရားဝင်အစိုးရမဖြစ်တဲ့အတွက်တရားဝင်အောင်ဘယ်အချိန်မှလုပ်ပေးနိုင်မလဲဆိုတာကိုနောက်ဆုံးဆွေးနွေးပြီးတော့မှဘလတ်တော့ကိုထွက်သွားတာ ကျွန်တော်တို့တစ်နှစ်လောက်အတွင်းထဲမှာအားလုံးလုတ်ပေးနိုင်မယ်လို့ပြောပြီးဘယ်လတော့မှဒီစကားကိုထုတ်ပြောတာ2026အတွင်းထဲမှာရွေးကောက်ပွဲလုပ်မယ်ဆိုပူတင်ကိုလူရှိသိရှင်ကြားကိုမပြောခဲ့ပေမဲ့ behind the state မှာဆွေးနွေးတဲ့အချိန်မှာပြောခဲ့တယ်ဆိုတာကိုဒါသိအောင်ကျွန်တော်ပြောပြတာဟုတ်ပလားအဲ့တော့မှရုရှားဒါ legitimate အစိုးရဒါရွေးကောက်ပွဲနဲ့တက်လာတဲ့အစိုးရငါအကုန်ဘုံကျဲမယ်စီးရီးယားကိုလုတ်တယ်လို့လေအကုန်မိရှုမယ်အကုန်ပြချမယ် အဲ့ဒီလိုဖြစ်သွားနိုင်တယ်လို့အခုလဲတော်တော်ကြီးကိုစုပ်ပြတ်ငွဲပြီးပြကြနေပါပြီဒါကြောင့်ကျွန်တော်တို့ပြောချင်နေတာကဒီတစ်နှစ်အတွင်းထဲမှာခင်ဗျားတို့အပြတ်ဖြတ်နိုင်ဖြတ်စီးရီးယားဒေါ်လာကြီးဟာနှစ်ပတ်ကျော်ကျော်15ရက်16ရက်နဲ့ပြတ်တယ်ဗျာနော်အခုကမပြတ်ဘူးဆိုတာခင်ဗျားတို့တိုင်းလစ်မစ်ထားပြီးတော့ဒီဒီပြန်ခေါ်ဖို့လိုပြီဟုတ်ပြီလားနော်အန်ယူဂျီဒီဒီကိုခင်ဗျားတို့စိတ်မကူးနဲ့ အန်ယူဂျီမှာရှိနေတာဖားတဲ့ရဲ့ဖားကောင်းရဲ့တဒေါင်းသားရဲ့အောင်ကြည်ညွန့်အောင်မှအမေရိကန်ဖူးစတန်လျှောက်စားတယ်ပြောပြနေတယ်အောင်ကြည်ညွန့်ထမင်းစားနေတာကျွန်တော်တို့ရဲ့တက်စတီနဲ့စားနေတာဟမ်ခွေးမသားအောင်ကြည်ညွန့်ပြောပြလိုက်ဖူးစတန်နဲ့အမေရိကန်ရဲ့ဆေးကုတက်ကွင်းနေကျွန်တော်တို့တက်စပေးနေရတာဟမ်ခွေးမသားတွေနော်အမေရိကန်မှာပြောတော့အန်ယူဂျီရဲ့ဖွဲ့ထားတော့လူမှုကူညီရေးအသင်း 501c3 မှတ်ပုံတင်ထားတယ်ဟုတ်မလား ကျော်သူအဆင်းတော့မရှိဘူးခမရတို့ဒါကျွန်တော်ပွင့်လင်းပြောတာဟုတ်စောက်ယူမမတက်ကြနဲ့တော့ခမရတို့တိုက်နေတဲ့တိုင်းရင်းသားတွေတိုက်နေတဲ့ PDF တွေအကုန်လုံးတစည်းတစ်လုံးနဲ့ဒီလေးပြန်ခေါ်ဖို့လိုတယ်ဒါကိုပြောတာစေတနာတသောသောနဲ့ပြောတာအိမ်ဝဲချမ်းဝဲဆိုင်ဆောက်ဟုတ်ပြီလားကုမ္ပဏီတွေဖွင့်နေတဲ့ကောင်ကခမရတို့အကျိုးစီးပွားကိုလာမလုပ်ဘူးမယူကြနဲ့လို့ပြောနေတယ်ဒါ ကျွန်တော်ပြောပြတာနော်ခင်ဗျားတို့ဒီတစ်နှစ်အတွင်းထဲမှာခင်ဗျားတို့ဘယ်တော့စီးလုံးနိုင်မလဲတိုင်းရင်းသားတွေအားလုံး TNL နဲ့ပတ်သက်လို့လည်းပြောမယ်တာဖုံးကျော်မင်းတို့တိတ်များတယ်မင်းတို့လူယုတ်မာတွေဆိုတာတနိုင်ကြံလုံးတကဘာလုံးမြင်လာတော့မယ်မင်းတို့မင်းတို့တိတ်များတယ်စုပ်စီးကန်ကလနာဘာမှမရှိဘူးဟုတ်ပြီလားမင်းတို့အာနာရှင်ကိုတိုက်တာမဟုတ်မင်းတို့ကိုယ်ပိုင်ခွင့်ရုပ်ရှာပြီးတော့ 没有见南路了，啊，东拆起来，路又慢的，铁到没名路。好了，大碰角，快马大，快马达成了新的公路啊！上安南爸妈没修，上西干爸妈没修，上下来没修，这快马达，黑有大碰角啊，没有快马大路标的，对了，你先来挂。 啥不的得骗那么些？啊！他看俺、哎、呀，装宝万弄的嘞，亏嘛大！民族路上千个、啊、年光，哼！地板又骗了。若下文南路，昆明路不一样地板又断了。 ဘာမြာမင်းအောင်လေသူ့သားခေါ်သွားတာရုရှားနဲ့ချုပ်တဲ့စာချုပ်အလုံးသူ့သားရဲ့ကုမ္ပဏီအောက်ကနေဗမာပြည်ပြန်လာပြီးတော့ခရိုနီခရိုပြာဟိုရုပ်ရှင်မင်းသမီးဘာကောင်ဘာလဲဟိုဟိုတောင်ကြီးကကောင်မဘယ်သူသူ့နာမည်တော်မေးကျေးဆိုင်ခံလိုက်ရဲ့ရီစာဟောင်းတာဘာလည်းမသိဘူးအဲ့ဒီကောင်နေအကျန်တဲ့ခရိုနီတွေပေါ့လေအဲ့ဒီကောင်မှဘာလို့ဒီကောင်နာမည် ငါတို့ကလည်းအဲ့လိုတွေတိတ်စိတ်ဝင်စားတော့ကွာငါတို့မြင်းနေရတဲ့တင်းနေငါတို့ရတာတဲ့ချက်လက်တွေရတော့ပြောတယ်ကွာဟုတ်လားအမိုးဆက်ဝိုင်းရဲ့အကိုအရင်နေရွှေသွေးအောင်ရဲ့ကီပင်းလို့လို့ဘာလို့လို့ညာလို့လို့ဖြစ်တဲ့ကောင်မငါဆောင်းပါးရေးလိုက်တယ်မြန်မာပြည်ကမာဖီးယားနဲ့တူအီနောက်လိုက်များဆိုတဲ့ဆောင်းပါးမင်းတို့ကိုခဲမှာပြန်ရှာစောက်ချက်တွေကွဲသွားတာဟုတ်ပလားဆိုတော့ပြေးကျင်တဲ့မက်ဆေ့ချ်က မင်းအောင်လိုင်ကသူ့တားကိုသူခေါ်သွားတာမနှုတ်ဗမာပြည်ကိုစားပြုလက်မှတ်ထိုးနေတာမဟုတ်ဘူးဟုတ်လားရုရှားကလီဗျားမှာလည်းဒီတိုင်းပဲလုပ်တယ်ဆီးရီးယားမှာလည်းဒီတိုင်းပဲလုပ်တယ်အာဖရိကမှာလည်းဒီတိုင်းပဲလုပ်တယ်ဟုတ်လားနော်မနှုတ်ပြောတဲ့ဒီ new ဟိုဘာလဲလျှက်စစ်ဓာတ်ပေါင်းမှုဒီ centric ကြောင်းနေနေပေါ့ကွာဟုတ်လား nuclear centric ကြောင်းနေနေထွက်လာတဲ့ဥစ္စာတွေနဲ့လျှက်စစ်ပေးမယ် okay မင်းတို့လက်ကားရမယ်များထင်နေလို့လား အဲ့ဒီကကြတဲ့တန်ဖိုးကအခုလက်ရှိရှိနေတဲ့အခြေအနေနဲ့ရောဘယ်လောက်ရှိနေမှာလဲဟုတ်ပြီရုရှားကအဲ့ဒါလာဆောက်တာဒီတည့်ရက်လည်းပြီးမယ်များထင်နေတနှစ်လည်းပြီးမယ်များထင်နေလားပြီးတော့အဲ့ဒါတခုခုဖြစ်ရင်မင်းတို့နဲ့ဘေးပဝန်းကျင်နိုင်ငံကရောဒါကြီးကိုအဆင်ပြေပါမလားဟုတ်မလားဆိုလိုချင်တာကအားလုံးကမိဖက်ရံဘက်ကွဲနေတာပဲမင်းအောင်လိုင်ကချက်ချင်းအာနာထသိမ့်နေချက်ချင်းအာနာတွေယူပြီးလှုပ်ချင်အောင်လှုပ်တယ်လှုပ်ချင်အောင်လှုပ်တော့ မိဖက်ရံဘက်ကွဲသွားတယ်။သူနဲ့မိဖက်ဖြစ်မဲ့လူတွေနဲ့သူပေါင်းတယ်။သူ့အကျိုးစီးပွားသူလုပ်တယ်။မင်းတို့အကျိုးစီးပွားမပဘူး။မင်းတို့တော့ပြောပြီးကျွန်တော်တို့လုံခြုံရေးဘယ်သူမှမပေးနိုင်ဘူး။ကိုယ်လုံခြုံရေးကိုယ်ယူဆိုင်ပြောပြီးလေ။ဟုတ်တယ်မလား။အဲဇော်မင်းထုံးကိုယ်တိုင်ပြောတာလေ။ငါထွင်ပြောတဲ့စကားလုံးလည်းမဟုတ်ဘူးလေ။ဆိုတော့အခုရုရှားလာလဲမင်းတို့လုံခြုံရေးမင်းတို့ကိုယ်ယူဆိုင်တို့လိုစီးပွားရေးတို့လုပ်တာဒါပဲ။ဟုတ်တယ်မလား။ဆိုတော့ကျွန်တော်တို့ပြောချင်မြန်မာနိုင်ငံကမီဂါဝတ်၄တောင့်၄၀၀လိုတယ် မြန်မာနိုင်ငံနေစဉ်မီးမပြတ်ပဲလေပတ်ဖို့မီဂါဝတ်၄000နဲ့400အခုရုရှားလာလုံးမဲ့ဥစ္စာတမြို့တရွာလောက်ပဲလင်းမှာပြီးတော့ရုရှား project တွေလောက်ပဲလင်းမှာရုရှားကရေနံတူးမဲ့ gas တူးမဲ့အဲ့ဒီမှာစက်ရုံဆောက်မဲ့တန့်စင်မဲ့အဲ့ဒီဘေးပဝန်းကျင်နိုင်ငံကိုရောက်ချမဲ့ရုရှားနဲ့ပေါင်းထားတဲ့ main online သား company ရဲ့အောက်ကအခြား sub contractor တွေထပ်ပြီးတော့ဆွဲယူ main online သားအိတ်နေလိုက်ရုံပဲ main online သားဆိုမဟုတ်ပါဘူးကွာ main online ဘာသားမှလည်းမမွေးဘူးဟိုအီကြွေးရောက်နေတရုတ်ကြီးရဲ့ သားမင်းတို့နိုင်ငံကအဲ့လိုဖြစ်နေတာအာနာရှင်တယောက်ကခွေးတကောင်ဒေါ်စုလက်ထက်မှာလည်းဒီလိုပဲအဲ့ခွေးလေးကိုပဲမင်းတို့ပြဿနာတက်နေဟုတ်မင်းအောင်လည်းလက်ထက်မှာလည်းခွေးတကောင်နဲ့တက်အောင်မယ်မင်းတို့ဟုတ်လားဒေါ်စုလက်ထက်မှာလည်းအဲ့ခွေးတကောင်ဒါဒီဒီခွေးနမယ်တော့ငါမေ့နေတယ်ကွာဟာအစ်စ်လည်းစိတ်ဝင်စားလို့ဒါမင်းတို့ယောဂါထားနေတယ်ကွာမင်းတို့ရဲ့ Facebook တွေပေါ့ဆိုတလိမ့်ဆန်ပုံနဲ့လူပုံအဝေးကြီးပဲစေတနာထားပါရပါတယ်ချစ်ပါရပါတယ်မေတ္တာထားပါရပါတယ် ဒါပေမဲ့မင်းတို့ကနည်းနည်းများတယ်ကွာမင်းတို့ညီပိန်းနေလေနည်းနည်းများတယ်နော်ရှော့လိုက်မင်းတို့နော်စိတ်လိုက်ဆက်ပုံနဲ့လူပေါ်နဲ့ရောနေတဲ့အတွက်နော်အဲ့ဒါတော့ငါနားလေဟုတ်လားအော်လူကတိလိုက်ဆက်စိတ်ပေါက်သွားရင်ယွံဖို့အရန်ကောင်းတယ်တိလိုက်ဆက်ကလိမ်မာသွားရင်အရန်ချစ်ဖို့ကောင်းတယ်ဒီနှစ်ခုပဲကွဲတယ်ဟုတ်လားဒါပေမဲ့ဉာဏ်ရည်ချင်း creative လောက်တဲ့နေရာချင်း creative activity thinking နေပေါ့ကွာ conceptual thinking နေကြတိလိုက်ဆက်အားနေတယ်ဒါကိုပြောတာ ရုရှားတူလာလောက်တာမင်းတို့အကျိုးစီးပွားဘာမှမပါဘူးဒါမင်းတို့အားလုံးဘုံကျဲပြီးမှသူလုံးမှာဟာသူလုံလုံရင်အရေးကြီးတယ်တရုတ်ကအဲ့ဒါတိသွားပြီလေတရုတ်တိသွားပြီသူလုံလုံရင်မရှိဘူးတရုတ်တရုတ်လုံလုံရင်လုံလုံရင်သူ့သူ့အကျိုးစီးပွားသူ့အကျိုးစီးပွားပြောရင်ပြောရင်နဲ့အခုသူမောလာတယ်မောလာသူ TNL ကိုဆွဲထားတယ်သူ MND ကိုဆွဲစားတယ်သူ့အကျိုးစီးပွားလို့ဘူးလေဟုတ်တယ်မလားဆိုတော့ရုရှားလည်းဒီတိုင်းပဲလို့ သွားတာတော့မှခမည်းတော်မြင်သာထင်အောင်ပြောမင်းအောင်လိုင်ကသူ့သားပါခေါ်သွားပြီးတော့လုတ်တမြကွန်ပဏီလုတ်တမြလုပ်ငန်းအားလုံးကိုအီကြာကွေးကြော်ရောင်းတဲ့တရုတ်ရဲ့သားအခုမင်းအောင်လိုင်မွေးစားထားတဲ့ကောင်အဲ့ဒီကောင်ပေးတဲ့ contract ကိုခမည်းတော်ပမာပြခရိုနီလာခရိုဒေါ်စုလက်ထက်တော့တိုက်ကွန်လို့ခေါ်ခိုင်းတာဗောလေမတို့နဲ့တော့ရန်ဖြစ်ကြရသေးတယ်ကွာဟုတ်လားဆိုတော့ထားလိုက်ရောဆိုတော့ရုရှားဝင်လာတာဒါပဲရှိတယ်လို့ပြောကျင်တာ နောက်တစ်ချက်ခင်ဗျားကဘာတွေအကြံပြုမလဲပေါ့ဟာကျွန်တော်အကြံပြုတာကရုပ်ရှင်ရှင်တွေမြန်မာနိုင်ငံကဦးနုဘိုချုပ်အောင်ဆန်းလက်ထက်မတိုင်ခင်မင်းတို့မင်းလက်ထက်တည်းကအရန်ထူကြတဲ့အချက်တခုပြောပြမြန်မာနိုင်ငံမှာကွန်စတီကျူရှင်းရာဇဓမ္မသင်္ဃာကျမ်းရောမင်းကြီးဥပုလိုက်ရေးတယ်။သွားဖတ်ကြည့်ကြပါဦး။နော်ဟိုပန်ဆယ်လူတို့မောင်မောင်အေးတို့ဟိုခွေးတခိုးတွေ အောက်တန်းစားတွေဖာတဲ့တွေဖာကောင်းနေရင်းနေတာတွေခင်ဗျားတို့ဖတ်ပြီးတော့ခင်ဗျားတို့ဘာမှလည်းတက်မလာဖတ်ကြည့်ပါရောမင်းကြီးဥဖိုးတိုင်းရေးတာလို့ဟုတ်လားယာစာဓမ္မသင်္ဃာကျမ်းတို့အဲ့ဒါဟာကွန်စတီကျူရှင်းပဲမြန်မာနိုင်ငံပထမဆုံးကွန်စတီကျူရှင်းပဲဒါပေမဲ့ကွန်စတီကျူရှင်းအားလုံးဟာအခြေခံဥပဒေအားလုံးဟာမြန်မာနိုင်ငံမှာတွေးချောင်းစီပြီးပျက်စီးခဲ့တာဒါပေမဲ့အဲ့ဒီအခြေခံဥပဒေနဲ့လှုပ်ရှားကြတာဟုတ်မလားရောမင်းကြီးဥဖိုးတိုင်းရေးခဲ့တယ် ဂျပန်လာတော့လေဂျပန်ကွန်စတီကျူရှင်းရေဒီပါလာတယ်အင်္ဂလိပ်လာတော့လေအင်္ဂလိပ်ကကွန်စတီကျူရှင်းဘောင်းဆောင်နဲ့ဟုတ်ပလားတခါဘူအောင်ဆန်းတို့လွတ်လပ်ရေးယူမယ်ဆိုတော့လေ49ကွန်စတီကျူရှင်း60နှစ်မှာအာဏာသိမ်းတဲ့ရောမင်းကြီးဥပိုးနိုင်ဥပိုးနိုင်ရဲ့ရာဇဓမ္မတင်ခါကျန်ကွန်စတီကျူရှင်းဟာနော်နန်းတွင်းအရေးတော်ပုံမြင်ခွင့်မြင်ကုန်တိုင်းအရေးတော်ပုံနေနဲ့သွေးချောင်းစီခေါင်းတွေပြတ်လူတွေတက်ပြီးတော့ပြက်စီးသွားတာလေဂျပန်ကွန်စတီကျူရှင်းကရောအင်္ဂလိပ်တွေပြန်လာတဲ့အချိန် မဟာမိတ်တွေကန်တိုက်တဲ့အချိန်မှာပြက်စီးတာပဲတွေးချောင်းစီးပြီးအင်္ဂလိပ်ကော်စီကျူးရှင်းကရောအင်္ဂလိပ်ကိုကန်တိုက်နေရင်ကနေတွေးချောင်းစီးပြီးအင်္ဂလိပ်လည်းနောက်ဆုံးငါတို့အုပ်ချုပ်နေတော့ပါဘူးကွာမင်းတို့ကောင်တွေစောက်သိမ်းနေဆိုပြီးထွက်သွားတာတွေးချောင်းစီးခဲ့တာပဲလေးတဲ့ခွန်ကော်စီကျူးရှင်းကို60နှစ်အာနာသိမ်းပြီးတော့တွေးချောင်းစီးသွားတာပဲခွန်စလေးကော်စီကျူးရှင်းကို88အာနာသိမ်းပြီးတွေးချောင်းစီးခဲ့တာပဲတထောင်ရှိကော်စီကျူးရှင်းဟာအခုတွေးချောင်းစီးနေပြီ။ ဒါပေမဲ့စစ်တပ်ကမင်းတို့သွေးစီးစီးမစီးစီးလောက်စားမယ်မင်းတို့ကောင်းစီကျိုးရှင်တစ်ခုတည်းနဲ့လောက်စားနေတာကဘာမှာရွရွရှင်ရှင်ဒါဆိုရင်မင်းတို့ကဘာရှိတယ်လဲဒါကိုပြောတာဘာရှိတယ်လဲတရားဝင်နိုင်ငံတကာအသိမှတ်ပြအောင်ပြကြလေအခုမင်းတို့တရားမှာတိုင်တာမင်းတို့ referendum ခေါ်လေကြရပြည်နယ် constitution referendum ခေါ်လေရခိုင်ပြည်နယ် constitution referendum ခေါ်လိုက်လေကွာဒီလိုလှုပ်ဆန်းပါပြက်ပြက်သားသား တနအချာကြီးလူမိုက်တွေလူဆိုးတွေဖြစ်လာတယ်တစ်ဖက်ကဥပဒေကခင်းချပြရတယ်ဒါကိုအကြံပြုတာပါအခုကဘယ်ကောင်ကဘယ်ဥပဒေရှိနေမှန်းငါတို့လည်းမသိဘူးငါတို့အမေရိကန်ဆိုရလဲမေးတယ်ကွာသူတို့ရဲ့ဒီဇင်ဒရာဥပဒေဗမာလဲဗမာလဲပေပါဝဘယ်သူကအပရုလောက်တာလဲဘယ်အချိန်မှာအပရုလောက်တာလဲဘယ်လိုပုံစံနဲ့အပရုလောက်တာလဲငါ့ကိုမေးတယ်ကွာငါယုံမှာငါမဖြေနိုင်ဘူး ဟုတ်မလားငါပြောပြီတော်လည်းရေးသမားဆိုတာထဲထိုးတာနိုင်ငံရေးသမားဆိုတာစိုက်ပြိုးတာထဲထိုးတဲ့သူထိုးပြီးစိုက်ပြိုးတဲ့သူစိုက်ပြိုးဘာလို့ပဲအကြံပေးရင်ကိုရှယ်လေးရဲ့လိုက်ရှိုးဒီနေရာမှာရက်မယ်ဗျာတာလီစွာပါမင်္ဂလာပါမင်္ဂလာအောင်မိုက်ဆုံခါပါခင်ဗျာကြံတဲ့ဘာသာစကားရက်အားလုံးကိုလည်းမင်္ဂလာပါခင်ဗျာကိုရှယ်လေးပါ